ဘာသာရေးဆိုရင်ဖတ်တဲ့အခါမှာ prepare prepare ဆိုတာ၄စီတာပေါ့နော်အဲ့ဒါဘယ်လာလဲဆိုတော့ break ပါစကဆိုတာလာနော် break ပါစကဆိုတာဘာလဲအတိပဲကြည့်မယ်လူပေါ်မှာထွက်ခွာရှောင်ရွေးတဲ့အတာတနာပရံအဖြစ်ဖြစ်ကြည့်သူတဲ့နော်နော်ဒါလူပေါ်မှာတော့မဟုတ်သူတို့လည်းပြောရမယ်ဆိုရင်တော့ဘုရားပန္တာ ဘုရားဝါဒတော့မဟုတ်ဘူးဒါပေမဲ့သူတို့ဘက်ကကြည့်မယ်ဆိုရင်သူတို့လည်းတောထွက်တာဗောနော်တာတာဘောယဟန်သူတို့နေနဲ့ကြည့်တော့ယဟန်ဗောအကျင့်အမြအကျင့်များတဲ့အကျင့်ကိုကြည့်တဲ့လူဗောနော်အဲ့လိုမျိုးပါပဲဝုတ်ဖြူစေဝုတ်ကိုဝုတ်တော့ဆာနာပြိဆံကတဲ့နော်ခန္ဓာကိုအောက်ဘက်နဲ့အဝတ်မိုးဘက်အထက်ဘက်နဲ့သာအဝတ်တထန်ကိုလက်ကတိချာညရည်သွေးတော့ဝုတ်တော့အစီဝကတဲ့ နော်တော့ဒါတွေကတော့တို့ရဲ့အမျိုးအစားတွေပေါ့နော်အဝို့ဝို့တာပေါ့တချို့အဝို့ဖြူလေးဝို့တယ်တချို့ကတော့ခန္ဓာကိုအော့ဘက်မှာမဝို့ဘဲနဲ့အထက်ဘက်မှာပဲနော်အဝို့တစ်ထည်ကိုလက်ကတိကြညအသွေးပြီးတော့ဝို့တယ်နော်နောက်တစ်ခုကလုံးဝအဝို့မဝို့တော့အဆီလက်ကတဲ့လုံးဝအဝို့မဝို့တာလည်းရှိတယ်နော်ဘယ်ဘာစကားဆိုတာတော့အမျိုးမျိုးရှိတာပေါ့အဲ့ဒါပြောတာပေါ့ဝို့ဝို့တာလည်းရှိတယ်အဝို့မဝို့တာလည်းရှိတယ် ါတော့ parapet နဲ့ပတ်သက်ပြီးတော့နော် parapet နဲ့ပတ်သက်ပြီးတော့ဟိုအသေးပဲလေးပါနော် parapet 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 ရဟိအသွေးတဲ့မှတ်လားနော်ပုခရဏီယဒါ parapet နော် ပါပဲပြီးတော့နောက်ထပ်ပြက်ဆရာစကလုံးရှိသေးတယ်နော်နော်ပြက်ဆရာစကလုံးနောက်ချပါရှိသေးလဲဆိုရင်အရဟန္တောနော်ယဟန္တာပဲနော်ခိနာတဝအရဟန္တောအရဟန္တာပါလေနော်ကိလေသာမှာဝေးတော်မူသောကိလေသာရဲ့သူတို့ကိုပယ်သတော်မူသောနော်ကိလေသာကနေဝေးတဲ့ပုံကုတ်တွေနော် တာတရာဤအကတ်ကိုဖျက်ဆီးတော်မူသော ပစ္စည်းလေးပါးကိုခါယူတော်မူသောနော်တကယ်ကိလေသာခုတဲ့လူဟာပစ္စည်းလေးပါးကိုခါယူတော်မူထဲ့တယ်လေအရိယာပုဂ္ဂိုလ်နော်ယဟန္တာပုဂ္ဂိုလ်ပေါ့ရူပရာဂအရူပရာဂမာနဥဒိစ္စအဝိစ္စတို့ကိုအကျွမ်းမဲ့ပယ်ပြီးတော့ပုဂ္ဂိုလ်ကိုယဟန္တာပုဂ္ဂိုလ်ဟုခေါ်သည်တဲ့နော်ဟမ် ရူပရာဂအရူပရာဂမာနဩဒေသအဝိစာတို့ကိုအကျွမဲ့ပဲပြီးတော့ပုဂ္ဂိုလ်ကိုခေါ်တယ်နော်ဘေခုအခုကြားရမှာဘေခုယဟယဟဆိုတာရှိတယ်နော်ဘေခုယဟယဟဆိုတာကဲဒီနေ့အနေလို့ပဲနော်တော်ပြီ